Hello everyone နေ့စဉ်သုံးစကားပြောလေးတွေကို English လို့လာကြည့်မယ်။မိတ်ဆွေတို့ကနေ့စဉ်သုံးစကားပြောလေးတွေကိုကောင်းကောင်းပြောတတ်ပြီဆိုလို့ကျွန်တော်မိတ်ဆွေတို့ English ကတော့ amazing ပါပဲ။ဆိုတော့ without any further delay let's get started. Before we start let me introduce myself. My name is Teacher Tida U. I have 10 years of experience in teaching English သင်တဲ့အတွေ့အကြုံပေါ့နော်10နှစ်ကျော်လောက်ရှိပါတယ်။ဒါကြောင့်နေ့စဉ်သုံးစကားပြောကိုဘယ်လိုမျိုးသင်ရမလဲဘယ်လိုမျိုးမှတ်အောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းကိုပေးရင်းတဲ့ဒီဗီဒီယိုကိုစကြည့်အောင်။ဆိုတော့ပထမအဦးဆုံး sentence တစ်ခုကနေစကြည့်မယ်။အားလုံးသိပြီ ာ sentence ပါအဲ့ဒါကတော့ဘာလဲဆိုလို့ရှင်ဘာလုံးနေလဲဘာလုံးနေလဲဆိုရင် what are you doing ဆိုတော့ကိစ္စတစ်ခုခုကိုမိတ်ဆွေလုံးနေတယ်ဆိုရင် ing ထည့်ရမယ်ဆိုငါလုံးတယ် do do မှ ing ထဲတော့ doing နေလုံးနေလား are you doing နေဘာလုံးနေလဲ what are you doing တကယ်လို့မိတ်ဆွေတို့ကစာထိုင်သင်နေတယ်ဆိုလို့ရှင်တော့ for me i'm teaching ဆိုတော့ဒီချက်ခုစာသင်နေတယ် i'm teaching ဆိုတော့အားလုံးက english လေ့လာနေတယ်ဆိုလို့ရှင်တော့ english လေ့လာရင်ဘယ်လိုခံစားရလဲလမ်းနေဆိုတော့ we are learning english ငါတို့ english စာလေ့လာနေတယ်ဟုတ်ပြီနော်ကျတော့ question လည်းလေ့လာရမယ် answer လည်းသိရမယ်ဒါမှတချို့တို့အမေးဖြေလောက်တတ်မှာပေါ့နော် the next one စားပြီးပြီလားစားပြီးပြီလားဆိုရင် have you eaten စားပြီးပြီလားစားပြီးပြီလားလို့လူတယောက်ကမေးတဲ့အခါမှာအတူကောက်အနေနဲ့တချို့တို့ဖြေမယ် yes i have no i haven't စားပြီးပြီ yes i have no i haven't မစားရသေးဘူးဒါပေမဲ့တခါလေးပြောချင်တယ်အခုချိန်ထိမစားရသေးဘူးဆိုရင် not yet not yet အခုချိန်ထိမစားရသေးဘူးကလေးတွေကိုပြောချင်တယ် do your homework အင်စာလုပ်ပါအင်စာရင်လုပ်ပါ do your homework first အနောက်မှာ first bed, I do your homework first ဒါဆိုရင်အင်စာလုပ်ပြီးပြီလားဒါဆိုရင်ဘယ်လိုမေးမလဲ did you finish your homework ဒီမှာ did နဲ့ဘာလို့မေးလဲပြီးခဲ့ပြီလေလုပ်ခဲ့ပြီလားလုပ်ပြီးပြီလားလုပ်လိုက်ပြီလားလို့ပြောတဲ့အခါမှာ did နဲ့မေးမယ်မေးစီတို့ so did you finish your homework let's see kind of wash your hands let's see ခဲ့ပြီလား did you wash your hands did you wash your hands so now ဒီခုစာကြောင်းလေးကိုသတ်သွားကြည့်အောင် let's carry on ဟိုငါနင်းနဲ့လိုက်ခဲ့မယ် english လို့ဘယ်လိုပြောမလဲ i'll come with you i'll come like him i will come with you ို့ဒီမှာ i နဲ့ when နဲ့ကိုမြန်မြန်ပြောတော့ဆက်သွားတယ်ဆက်သွားတော့ i'll ဖြစ်သွားတယ် i'll w အတန်ထွက်လုံးဝပျောက်ပြီးတော့ i'll come with you ငါနင်းနဲ့ like ခဲမယ်နောက်တစ်မျိုးလဲပြောလို့ရတယ် i'll come along i'll come along ငါနင်းနဲ့တူ like ခဲမယ်တကယ်လို့မိတ်ဆွေတို့ကပြောချင်တယ်မ like ခဲနဲ့ဆိုရင် don't come with me don't come with me ဒါမှမဟုတ် don't come along with me don't come along with me ဒါပြောလို့ရပါတယ်စဉ်းစားကြည့်ပေါ့ဒါဆိုရင် think about it think about it စဉ်းစားကြည့်ပါဟုတ်ပြီနော် ငါအဲ့ဒါစဉ်းစားလိုက်ဦးမယ်ငါအဲ့ဒါစဉ်းစားပြရစီလို့ပြောတဲ့အခါမှာ let me think about it let me think about it so the next one ne ba lou ni le lo pyo de ka ma ta kha le jaru wa le easy na ni de i'm just chilling not phone to lone so ba paw ma le pi do tiktok video re chi ni de ha ta video ko chai de ha lou ni de so i'm just chilling lo pyo lu ya de de cha ta ta le ya messi o ti de tha lai ba ro no ta sa ta ta messi o blo ti ya le ne tu ko blo ti le how do you know him blo so yin ba be the mle how be the lai me how do you know him ne tu ko blo ti da le no no zat lou lai au no zat lou de ဲ့ခါမှာ set ဆိုတဲ့စကားလုံးကိုသုံးတယ် set the alarm နိုးစက်လောက်ပါနိုးစက်ကညီလာပြီဆိုရင်နိုးစက်ကိုပိတ်လိုက်ပါ turn off the alarm turn off the alarm နိုးစက်ကိုပိတ်လိုက်ပါအိုးငါ tired တော့မယ် i need to get up today ငါဒီနေ့လဲ tired တော့မယ် i need to get up ဟုတ်ပြီနော်ဒီနေ့ကတော့လေမိုဟင်္ဂါစားခြင်းနဲ့ i want to eat မိုဟင်္ဂါ today ဒါကို want to ကိုမြန်မြန်ပြောလိုက်တော့မယ်ဆိုတော့ wanna လည်းပြောလို့ရတယ် i wanna eat မိုဟင်္ဂါ today ဒီနေ့တော့လေသွားလဲခြင်းနဲ့ so i wanna go out ငါသွားလဲခြင်းလေဒီနေရာမှာ go out နော် go outside မဟုတ်ဘူး go out ဒီစစနေတနင်္ဂနွေမှာဘာလို့လဲဆိုရင်ကလေးတွေနဲ့ဆော့တယ် so i love playing with them ငါနင်းနဲ့ဆော့ခြင်းလေ i want to play with you နော် i want to play with you သူတို့နဲ့ဆော့ရတာပျော်တယ်လို့ပြောတဲ့အခါမှာ i love playing with them i love playing with them not them ဆိုတာဒီစသတာမင်းတသားလေးတွေပေါ့နော်လူတယောက်ကိုနင်ကြိုက်တာ you know လို့ပြောခြင်းလေယူသွားလို့ပြောရင် take နင်ကြိုက်တာ you take anything နင်လိုချင်တာ you want take anything you want နင်လိုချင်တာကြိုက်တာယူတခါလေကိုအိမ်ကိုလူတွေဖိတ်ထားတယ်အဲ့ဒါလာတယ်မွေးနေ့ပွဲလာတယ်ပါတီလာတယ်စားချင်တာကြိုက်တာစားပါနော် eat anything you want eat anything you want ဒါမဲ့ကျတို့အဲ့ဒါအတွက်ပေါ့နော်ကိုဟာတာကိုယူစားနော်အမနာတန်းယူစားနော်လို့ပြောတဲ့အခါမှာလဲ help yourself ဆိုတဲ့စကားလုံးလဲသုံးလို့ရတယ်ဒါကတော့အဲ့ဒါလေးအတွက်သုံးတဲ့စကားလုံးပါ help yourself ကိုယ်တိုင်ယူစားပါကြိုက်တာစားပါနော်လိုချင်သလိုစားပါကြိုက်သလောက်စားပါ help yourself လို့သုံးလို့ရပါတယ်ဆိုတော့အဲ့ဒါတယောက်အိမ်လာတယ်ဆိုရင်လေ help help yourself တော့ဟုတ်ပြီဆိုတော့ဒီအိမ်ကိုကိုယ်အိမ်လို့ပဲသဘောထားပါ English လို့ဘလို့ပြောမလဲအဲ့ဒါတောက်လာပြီဆိုရင် make yourself at home เนาะကိုယ်အိမ်လို့ပဲသဘောထား make yourself at home ဆိုတော့အဲ့ဒါတယောက်ကိုဒါမှမဟုတ်ရင်ကိုယ်ကလေးတွေကိုကမအားသေးဘူးကိုယ်တိုင်လုံးတော့တသားဟေးပြောချင်နေဆိုရင် do it yourself do it yourself ကိုယ်တိုင်လုပ်ပါဟုတ်ပြီเนาะဆိုတော့ငါမအားသေးဘူးကိုယ်တိုင်လုပ်ပါလို့ပြောချင်နေဆိုရင် i'm busy can you do it yourself တတလီမင်းမမအားသေးလို့ကိုယ်တိုင်လုပ်လို့ရမလား i'm busy can you do it yourself လို့ပြောလို့ရပါတယ်ဘာတွေဖြစ်နေတာလဲဆိုရင် english လို့ what's going on what's going on ဘာတွေဖြစ်နေရလဲ what's going on hey တတိထာတော့ကားတစ်စီးလာနေတယ်တတိထာ look out ကားတစ်စီးလာနေတယ် a car is coming a car is coming နောက်ခုတွဲလိုက်တော့ look out a car is coming လင်းကြီးရတာဖြားနေတဲ့ပုံပဲ you look sick လင်းကြီးရတာဘိုက်စား နေတဲ့ပုံပဲလို့ပြောချင်တယ်ဆိုလို့ရှင် you look hungry you look hungry ဒီဟာတွေကတော့เนาะကျွန်တော်ရဲ့စာအုပ်တွေเนาะ these are my books these are my books နင်ဒီနေ့အလုပ်ရှုပ်နေလား are you busy today နင်ဒီနေ့အားလား are you free today ငါကိုအိမ်ခေါ်သွားပါ take me home ငါကိုအိမ်ခေါ်သွားပါ take me home ငါပတ်စံလိုနေတယ် i need some money ပတ်စံလိုနေတယ် i need some money နင်ဘလောက်လိုလဲ how much do you need နင်ဘလောက်လိုလင်လဲ how much do you need နောက်လေးပတ်စံနဲ့ပတ်သက်ပြီးလာမတောင်းနဲ့နော်ပတ်စံနဲ့ပတ်သက်ပြီးလာမမင်းနဲ့ဆိုရင် don't ask me for money don't ask me for money နောက်တစ်ခေါက်လာမမင်းနဲ့လို့ပြောလို့လည်းရပါတယ် don't ask me again နောက်တစ်ခေါက်မမေးပါနဲ့ငါသူ့ကိုခုလေးတည်းမြင်လိုက်တယ် i saw him just now i saw him just now ငါသူ့ကိုခုလေးတည်းမြင်လိုက်တယ်ငါလေး6နာရီခွဲဆိုပြန်လာခဲ့မယ်နော် i will be back at 6:30 I will be back at 6:30เนาะငါကိုစောင့်နေနော် wait for me wait for me ငါကိုအပြင်မှာစောင့်နေနော်တကယ်ချင်း wait for me outside wait for me outside မကြောက်နဲ့နော်ငါဒီမှာပဲရှိနေမယ် don't be scared မကြောက်နဲ့ don't be scared ငါဒီမှာပဲရှိနေမယ် i'm here with you i'm here with you ငါဒီမှာပဲရှိနေမယ်နင်စိတ်တုန်နေလား are you mad are you mad နင်ရေစာနေလား ना आर यू थर्सडे आर यू थर्सडे तू लाबो गरी बेठारे डाबी में मलाओ ही प्रॉमिस टू कम बट ही डिडन कम ही प्रॉमिस टू कम बट ही डिडन कम ना द्वारो में आई गॉट अ गो ना द्वारो में आई गॉट अ गो दीपना दिया बदु हाले हुज शूज आर दीस दीपना दिया बदु हाले हुज शूज आर दीस अरे तो ऐसे मत बुवा ने डोंट वरी अबाउट इट अरे तो ऐसे मत बुने डोंट वरी अबाउट इट say she's zamba be patient be patient စိတ်ရှိပါစိတ်မတူပါနဲ့ don't be angry ငါ့ကိုလေအဲ့လိုစကားလေးလာမပြောနဲ့လေ don't talk to me like that ငါ့ကိုအဲ့လိုမျိုးလာမပြောနဲ့ don't talk to me like that ပျော်ပျော်နေကြမယ် let's be happy ပျော်ပျော်နေကြမယ် let's be happy သူကလေအရန်ကိုရုတ်မာတာပဲတကူကောင်းဆန်တာပဲလို့ပြောတဲ့အခါမှာ he is so mean he is so mean သူအရန်ရုတ်မာတယ်တကူကောင်းဆန်တယ်လို့ပဲပြောချင်တဲ့အခါမှာ he is so selfish he is so selfish selfish လို့ပြောလို့ရပါတယ်။ဒါနင့်အတွက်ယူလာပြီးတာနော် it is just for you နင့်အတွက်ပဲလို့ပြောတဲ့အခါမှာဒီမှာ just ဆိုတဲ့စကားလုံးကိုထည့်မယ်။ဒါနင့်အတွက်ပဲမဟုတ်ဘူးနော်လို့လည်း English လို့ပြောလို့ရတယ်။ it's not just for you it's not just for you အစပဲရှိသေးတယ်ဆိုရင် it's just the beginning ဒါအစပဲရှိသေးတယ်ဆိုရင် it's just the beginning စောင့်ကြည့်လိုက်အောင် just wait and watch စောင့်ကြည့်လိုက်ပါ just wait and watch တငယ်ချင်းနင်လာနေပြီလား are are you coming နင်လာနေပြီလားအေးတငယ်ချင်းငါလမ်းပေါ်ရောက်နေပြီ I'm on my way I'm on my way ငါလမ်းပေါ်ရောက်နေပြီနော်လာနေပြီလို့ပြောချင်တာပါငါရှေ့ကရှောက် English လို့ဘယ်လိုပြောမလဲ Walk ahead of me Walk ahead of me head gown ခေါင်းရဲ့ရှေ့မှာ e ပဲထည့်လိုက်မယ် Walk ahead of me ငါရှေ့ကရှောက်ပါနောက်ဆုတ်ပါလို့ပြောချင် back up back up နောက်ဆုတ်ပါဒါပေမဲ့ and ရဲ့တခုခုရှိလို့မိတ်ဆွေတို့ကနောက်ဆုတ်ခိုင်းချင်တယ်ဥပမာကလေးကလေမိဖို့ထီတော့ ော့မယ်ခင်းအိုးပူပူကြီးထီတော့မယ်ဘလက်ပေါက်ထီတော့မယ်ဆိုရင်နောက်ဆုတ်ဆိုပြီးတော့မှအာမေဒိတ်လို့ပြောချင်တဲ့အခါမှာ back off back off လို့ပြောလို့ရပါတယ်သူဆေးလေးတောက်တယ် English လို့ he smokes he smoke သူဆေးလေးတောက်တယ်သူဆေးလေးမတောက်ဘူးဆိုရင်မိတ်ဆွေတို့ he doesn't smoke he doesn't smoke နင်ဆေးလေးတောက်လား do you smoke do you smoke နင်ဘာပြောလိုက်တာလဲ what did you say what did you say နင်ဘာလုပ်လိုက်တာလဲ what did you do what did you do အခုဘယ်နှနာရီထိုးပြီလဲ what time is it now အခုဘယ်နှနာရီထိုးပြီလဲ what time is it now ဒါနေနဲ့ဘာမှမပတ်သက်ဘူး it's none of your business ဒါနေနဲ့ဘာမှမပတ်သက်ဘူး it's none of your business ဒီတဲ့နဲ့ဝင်မပါနဲ့ဆိုရင် stay out of it stay out of it ဒီတဲ့နဲ့ဝင်မပါနဲ့ဟုတ်ပြီနော်မိတ်ဆွေတို့ဆိုတော့ဒီလိုမျိုးပဲစိတ်ဝင်စားဖို့ကောင်းတယ်နေစဉ်သုံးစကားပြောလေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှင်တော့မိတ်ဆွေတို့ဒီအခု YouTube channel လေးကို subscribe လုပ်ပြီးသွားပါနော် thank you so much everyone ဒီလိုမျိုးပဲစိတ်ဝင်စားဖို့ကောင်းတဲ့စကားပြောလေးတွေကိုလေ့လာခြင်းနဲ့ ်เนาะအသေးစိတ် explanation နဲ့လေ့လာခြင်းနဲ့ဆိုလို့ရှင်เนาะဒီ video ရဲ့အောက်မှာ comment မှာ yes 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 လို့ရေးပေးပါအောင် thank you so much everyone ဒီလိုမျိုးပဲစိတ်ဝင်စားဖို့ကောင်းတဲ့ video တွေကနေဆက်လက်ကြိုဆိုနေပါမယ်ကိုယ့်အတွက်ဒီ video လေးကအသုံးဝင်နေဆိုလို့ရှင်เนาะတခြားလူတွေအတွက်လည်းအကျိုးရှိအောင်ဒီ video တွေကိုများများ share လုပ်ပေးပါ thank you so much everyone see you on my next video